ရဲအင်တော်ကအရင်တစ်ခေါက်ကအဆင့်၅ရခဲ့တဲ့အတွက်ဒီတစ်ခါလဲအဲ့လိုပဲဆိုရင်စေးလုံးနယ်မြေရဲ့မျိုးနွယ်စု၅ခုကနေဖယ်ရှားခံရတော့မှာပါ။ဒါကြောင့်ရှောင်းရံသာအဆင့်၃တွင်းဝင်မယ်ဆိုရင်ရှောင်းရံကိုရဲအင်တော်ရဲ့ဦးဆောင်သူဖြစ်တဲ့တတ်မှတ်မဲ့အကြောင်းကိုပြောလိုက်ပါတယ်။ ရှောင်းရံကလည်းဂရီပေးထတာမို့အစွမ်းကုန်ကြိုးစားမယ်လို့ပြောလိုက်ပါတယ်။အပေါ်ကလူတွေကတန်းချောင်းပိုင်ချိုးမျိုးနွယ်စုလေးခုရဲ့နေရပါတန်းအင်းတော်ကတန်းရွှေကိုတော့ဒီတစ်ခေါက်ပြိုင်ပွဲမှာပြိုင်ခိုင်းမယ်ထင်တယ်လို့အကြီးကြီးရဲကပြောလိုက်ပါတယ်။ထေချာကြည့်လိုက်တော့ဂိတ်ဝမှာမြင်ခဲ့ရတဲ့လေတွေကလူတွေဖြစ်နေမှန်းခံမမိသွားပါတယ်။ပိုင်တော်ကပိုင်ရင်ကတော့လက်ရှိပိုင်တော်မှာအတော်ဆုံးလူငယ်ပါ။ပိုင်တော်နဲ့ရဲအင်တော်ရဲ့ရညိုကလည်းမသေးဘူးဆိုတော့ရှောင်းရံကိုအနိုင်ပေးမှာမဟုတ်ပါဘူး။ချိုးအင်းတော်ကလှုပ်လိုက်တဲ့သူကတော့ချိုးကြည့်ပါ။နာမည်ကတော့မကောင်းတာထင်သေးလို့တော့မရပါဘူး။ခဏနေတော့ချောင်းအင်းတော်ကပါရမီရှင်၃ရောက်လာပြီလေ။ခေါင်းဆောင်တဲ့သူကချောင်းရင်ဒါကလည်းကျွန်တော်ကောင်မလေးပါပဲ။ သူကတော့ပါမှာမဟုတ်ဆိုပြီးတော့အကြီးကြီးရဲ့ကတွေးလိုက်ပါတယ်ခြောက်တန်းကငါတို့အိမ်တော်နဲ့ရဲအိမ်တော်ရဲ့မင်လာပွဲကိုဖျက်တဲ့ကောင်ကအစင်းခွန်အလေးလက်စီးဖော့စတူဖြစ်မယ်လို့မထင်ဘူးလို့ခြောက်ရင်ကိုပြောလိုက်ပါတယ်လူဆုံးပြီဆိုတော့စမ်းသက်ပွဲကစပြီလေအကြီးကြီးရှန့်ကိုနှုတ်ဆက်လိုက်ကြပါတယ် စံတက်စီစီဝဲကတော့၃မျိုးရှိပါတယ်ပထမတစ်မျိုးကစိတ်ဝိညာဉ်ကိုစစ်ဆေးတာပါစိတ်ဝိညာဉ်ဆွာရည်ကိုဝိညာဉ်စစ်ကြောတုံးတဲ့ကိုထည့်ရမှာပါအဆင့်၄ထက်ဆိုရင်အောင်ပါတယ်ဒီနှစ်တွေထဲမှာအမြင့်ဆုံးစံချိန်ကတော့၆ရင်ပါသူစံတက်တုံးကအဆင့်၉ထိကိုရောက်ခဲ့ပါတယ်ချိုကြီးကအရင်စံတက်တော့အဆင့်ခွန်ရပါတယ်ပိုင်ရင်ကတော့အဆင့်၈ရပြီးတော့၆ရှိကတော့အဆင့်၈လဲလက်တန်းရွှဲကတော့အဆင့်၉ထိရသွားပြီလေ တိုင်းတော်ရဲ့နောက်ဆက်ခံမဲ့သူပြီးသားပါလေဆိုပြီးပြောနေကြပါဗါးနောက်ဆုံးတော့ရှောင်းရံလက်ရောက်လာပါပြီအစ်စ်နေအမြင့်ဆုံးထိတက်သွားပြီးတော့အပေါ်ကကြောက်ပါကွဲသွားပြီလေဒါကရော်စရာမလို့ဘူးမလားဆိုပြီးတော့အကြီးကဲရှန့်ကိုလည်းပြောလိုက်ပါတယ်မလို့ဘူးမလို့ဘူးဒီလောက်စိတ်ကတော့ရှိပါလေဆိုပြီးပြန်ဖြေလိုက်ပါတယ်ဆန်းသက်ကြောက်တုံးကပောက်ကွဲသွားပြီမဲ့သူ့ရဲ့အာယုံရဆိုရင်ရှောင်းရံရဲ့ဝင်းကျင်ဆွာကအစ်စ်တစ်စက်ဝင်းကျင်မှာရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်ချောင်းရင်ရဲ့ဆန်ကျင်ကိုကြော်သွားပြီဆိုတော့မယုံကြည်နိုင်ဖြစ်နေကြပါပြီလေပိုင်ရင်ကတော့အကြီးကဲဆုံးဖြစ်တာမှားသွားသလားဆိုပြီးတော့ complaint တက်နေပါတယ်မင်းကငါဆိုတဲ့အစ်စ်ပြင်းစေးပေါ်ဆက်သူရဲ့စိတ်ဝင်းကျင်ဆွာခံစားမှုကိုတန်တရားဝင်လာလားဆိုပြီးတော့တခုံးမဲမိလိုက်ပါတယ် ပြီးရနဲ့စိတ်ဝိညာဉ်ဆက်စဲခြင်းပြီးသွားပြီဆိုပြီးတော့ကြင်ညာလိုက်ပါတယ်ပထမအဆင့်ကရှောင်းရံဆိုတော့ရှင်းလန်တို့ပြောသွားပြီလေချောင်းရင်ကလည်းစိတ်ဝင်စားစားပြုနေပါပြီဒုတိယဆက်စဲတာကတော့စိတ်ဝိညာဉ်ဆွမ်းအားထိန်းချုပ်နိုင်တာကိုပါအပေါ်ကနေစိတ်ဝိညာဉ်ဆန်းတဲ့တမဏီလုံးတွေကြာလာတဲ့အခါမှာစိတ်ဝိညာဉ်ဆွမ်းအားနဲ့ထိန်းချုပ်မယ်ဆိုရင်အလေးချိန်ကပေါင်တစ်ထောင်လောက်လေးရဲ့အရာကိုကင်ထားသလိုဖြစ်နေမှာပါဝိညာဉ်ဆန်းတဲ့တမဏီလုံးကိုအများဆုံးဖတ်နိုင်တဲ့သူကဒီတစ်ခါဆန်းသက်ဆက်စဲမှုရဲ့အောင်နိုင်သူပါပဲဒီဆက်စဲဆန်းသက်မှုမှာလည်းချောင်းရင်ကပဲဥဆောင်နိုင်ခဲ့ပြီးတော့တပြိုင်တည်းမှာ89လုံးကိုဖတ်နိုင်ခဲ့တယ်လေ ပြီးတာနဲ့တမ်မီလုံးတွေကတုတ်ကြလာပါပြီ။ပိုင်ရင်နဲ့ချိုးကြီးကတော့ဖန်ထားရင်နဲ့တောက်မခံနိုင်တော့ပါဘူး။ချိုးကြီးက40လုံးရပြီးတော့ပိုင်ရင်ကတော့43လုံးပါ။ချောင်ရှိုးနဲ့တန်းရွှေလည်းမရတော့ပါဘူး။ချောင်ရှိုးက56လုံးရပြီးတော့တန်းရွှေကတော့66လုံးပါ။နောက်ဆုံးကြံပြီးတော့အခုထိမစရသေးတာတော့ရှောင်ရမှာပဲ။ဒါကြောင့်အကြီးကဲကအခုချိန်မှမစရင်တမ်မီလုံးမကြံတော့ဘူးဆိုပြီးတတိပေးလိုက်ပါတယ်။လေပေါ်ရောက်နေတဲ့တမ်မီလုံးတွေကိုနောက်ကနေအရင်ဖမ်းပြီးအပေါက်တဲ့တွေကနေလက်ခံထားလိုက်ပါတယ်။ ီးတာနဲ့ဒီလောက်ဆိုလုံလောက်ပြီမလားဆိုပြီးမေးလိုက်ပြီလေသူ့လက်ထဲမှာတော့93လုံးမှာရှောင်းရံဖန်းတာကအရန်ပေါ်ပါနေတော့အကုန်လုံးကအံ့ဩနေကြပါတယ်။ပိုင်ရင်ကတော့ခြေနဲ့မနေပါဘူး။နောက်ဆုံးစစ်သက်စစ်စီချက်ကတော့စိတ်ဝင်ခြင်းဆွမ်းရနဲ့တိုက်ခိုက်ရမှာပါ။ပွဲမစခင်ရှောင်းရံကစီကန်းရရှေ့တစ်ချိန်စင်းတေးရတဲ့မျိုးနွယ်စုကလူလဲဖို့ခွင့်ရတဲ့ချိန်ရတယ်မလားဆိုပြီးမေးလိုက်ပါတယ်။မဟုတ်တာလုံးချင်လို့မဟုတ်ပါဘူး။ရှောင်းရံနဲ့ဟုတ်တာပဲလုံးမှာပါဆိုပြီးတော့စစ်သက်ခြင်းတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရှောင်းရံကလည်းဖော်လုပ်ပေးဖို့ဆန္ဒရှိတဲ့အကြောင်းကိုပြန်ပြောလိုက်ပြီလေ။တစ်ချက်ရေးလိုက်ပြီးတော့ယောက်ျားပိတာသားပဲဆိုပြီးပြောလိုက်ပါတယ်။ပြီးတာနဲ့စစ်သက်စစ်စီပွဲကစပါပြီ။ ချောင်ရင်ကအရင်စိတ်ဝိညာဉ်ဆွမ်းအားကိုထုတ်လိုက်တာကျန်တဲ့၃ယောက်ကတော့မကနိုင်တော့ပဲလွတ်ထွက်သွားပါတယ်မရှင်နိုင်မှန်းသိတော့နှုတ်ထွက်လိုက်ကြပါတယ်အခုဆိုရင်၂ယောက်ပဲကြံပါတော့တယ်စိတ်ပူစရာမရှိတော့ဘူးဆိုပြီးပြောလိုက်ပါတယ်ချောင်ရင်ကသူ့ရဲ့ဝိညာဉ်လက်ဝါ၃ချက်ကိုခံနိုင်ရင်နှုတ်ထွက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အခုရှင်နှုတ်ထွက်မယ်ဆိုလေရဲအင်တော်ကဒုတိယရနိုင်သေးတာမို့ဘလို့လဲဆိုပြီးမေးလိုက်ပြီလေချောင်ရင်ကတော့စာခိုင်းလိုက်ပါတယ်အရင်နှုန်းကစိတ်ဖော်ဆက်သူတွေမှာစိတ်ဝိညာဉ်ဆွမ်းအားကိုအစွမ်းကြီးမအောင်လုပ်နိုင်တဲ့အစွမ်းရှိပါတယ်ဒီလိုနီလန်းကိုစိတ်ဝိညာဉ်ဆွမ်းရေးတိုက်ွက်လို့ခေါ်ပြီးတော့အဲ့ဒါနဲ့ဆင်တူတဲ့တိုက်ွက်ကိုချောင်ရင်ကအမွေရထားတဲ့အကြောင်းကိုပြောလိုက်ပါတယ် အဲ့တော့မှာစိတ်ဝိညာဉ်တိုက်ခွက်ကတိုက်ခိုက်တာနဲ့ကျင့်ကြံတာဆိုပြီးတော့နှစ်မျိုးရှိတဲ့အကြောင်းကိုရှောင်းရံသိလိုက်ပါတယ်။ပြီးတာနဲ့ချောင်းရံကဝိညာဉ်စာမဏိကငတ်ကိုထုတ်ပြီးတိုက်လိုက်ပြီလေ။ရှောင်းရံကလက်သီးနဲ့ကလိုက်တော့နောက်ဆုတ်သွားပြီမဲထပ်ပြိုင်မယ်လို့ပြောလိုက်ပါတယ်။ရှောင်းရံကချောင်းရင်နဲ့ရှင်ချတာတောင်မရှုံးသေးဘူးဆိုတော့အံ့ဩနေကြပြီလေ။ရှောင်းရံကတန်းချီလို့သူ့ရဲ့ပြိုင်ပဲဖြစ်လာနိုင်မလားဆိုပြီးတွေးရင်းနဲ့နောက်ထပ်ထပ်တိုက်ဖို့အတွက်လက်ပုံစံတွေလုပ်တာကိုရှောင်းရံတရားခိုးတင်နေပြီလေ။သူ့ကိုသင်ပေးမဲ့လူမရှိလို့ပါ။ရှောင်းရံကထပ်ကလိုက်ပြီးတော့နောက်ကိုလွှင့်သွားပြီမဲဒဏ်ရာကတော့ရမသွားပါဘူး။ပညာကတော့ရလိုက်တယ်လေ။ ချောင်းရင်ကထပ်တိုက်ဖို့လို့တော့ချောင်းရင်လုံးတဲ့လက်တင်ဂီတာအတိုင်းရှောင်းရံတယောက်လိုက်လုပ်ပါတယ်။ကြည့်လိုက်တာနဲ့သူ့ရဲ့ဝိညာဉ်စွမ်းရည်တိုက်ဝက်ကိုတက်သွားပြီဆိုတော့မဖြစ်နိုင်ဘူးဆိုပြီးတွေးလိုက်ပါတယ်။ရှောင်းရံနောက်မှာသူနဲ့ပုံစံတူထွက်လာပြီးတော့ချောင်းရင်ရဲ့ငှက်ကိုလက်နဲ့ထိုးချလိုက်တာပေါက်ကွဲမှုဖြစ်သွားပြီးတော့ပြိုင်ပွဲခန့်မကပျက်စီးသွားပြီလေ။အကြီးကရှန်ကရောက်လာပြီးတော့ဒီတခါတော့ဇရေးမလုံလောက်တော့တာမို့လို့ယောအမယ်တော်ဆိုပြီးကပြောလိုက်ပါတယ်။လက်ဝါးသုံးချက်ပြီးပြီမို့လို့ရှောင်းရံကသူနိုင်သွားပြီဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒီတခါမျိုးနယ်စုကြီးငါးခုပြိုင်ပွဲမှာပထမရသွားတာကတော့ရဲအင်တော်ကိုကိုးစားပြုတဲ့ရှောင်းရံဖြစ်တဲ့အကြောင်းကိုကြေညာလိုက်ပါတယ်။ရဲအင်တော်ကလည်းအခက်အခဲကိုဖျက်ချနိုင်သွားပြီလေ။ ။ရှောင်းရံကအပြင်မှာချင့်ကြံနေတဲ့အချိန်မှာဝိညာဉ်တားဆီးနိုင်ရန်ပေါ်လာပြီးတော့ဝိညာဉ်တန်းတော်ကလူကပေါ်လာပါတယ်။ရှောင်းလောင်ရဲ့အယိုးအိမ်မီတော့နဲ့မီတော့မန်တန်အတွက်ရောက်လာတာပါ။အပြာရောင်မီတော့ကိုထုတ်လိုက်တော့အဲ့ဒါကဟန်ဖုန်းရဲ့ပင်လယ်နှလုံးသားမီတော့မှရှောင်းရံတီးသွားပြီလေ။ ဝိညာဉ်နဲ့နမိတ်မှာရှိနေတဲ့အတွက်ရှောင်းရှန်တို့ရှောင်းရန်ကိုအချိန်တိုတွင်းမှာမကူညီနိုင်ပါဘူးလင်းလင်းမာမာနဲ့မီးတော့မန်တန်ကိုပေးမယ်ဆိုရင်ဒီတညအသက်ရှင်ဝင်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရန်ကတော့ဆူတောင်းလေဆိုပြီးပြေးတိုက်ပြီလေရှောင်းရန်ရဲ့ပေးတန်းကိုလက်ညှိုးလေးနဲ့ပဲကာလိုက်ပါတယ်အနောက်ကိုလွှင့်သွားတော့ပေးလဲနှလုံးသားမီးတော့ကိုထုတ်ပြီးတော့ပေးလဲချုံနှောင်ချင်းပိုက်ကုန်နဲ့တိုက်လိုက်ပါတယ်60ခန်းသာစီစဉ်ပေးတန်းနဲ့ကာလိုက်ရပြီလေပြီးတာနဲ့မီးလျံကွယ်ဆူနာမီကိုထုတ်ပြီးတော့ပြန်တက်လိုက်ပါတယ်ပေးလဲနှလုံးမီးတော့နဲ့ထက်ကတော့မီးကြပန်းကိုထုတ်ပြီးတော့ထက်တိုက်လိုက်ပါတယ်ဒါပေမဲ့ရှောင်းရန်မဲနောက်ကိုလွှင့်သွားတာပါခဏနေတော့ရုပ်သေးထွက်လာပြီးထက်တိုက်ပါတယ်ရှောင်းရန်ကအကာအကွယ်နဲ့ရန်ကိုခွဲဝဲလုံးနေပေမဲ့တက်ရောက်မှုကမရှိပါဘူး မင်းရဲ့ဆွမ်းစာလေးနဲ့အားကုန်အောင်လုပ်နေတဲ့ဆိုတော့ကောင်းကင်ဘီရောက်တွေကိုပေါင်းဖို့လုပ်လိုက်ပြီလေပေါင်းဖို့ချိန်ရအောင်ရုပ်သေးကချိန်ဆွဲထားပေးပါတယ်ဟိုကလည်းရုပ်သေးတိုက်တဲ့မြကိုလက်ကလေးနောက်ပြစ်ပြီးတော့ပဲရှောင်နေပါတယ်နောက်ဆုံးမှာတော့ရုပ်သေးလည်းချုပ်ခံလိုက်ရပြီလွတ်ပြစ်ခံလိုက်ရပြီလေကောင်းကင်ဘီရောက်နှစ်ခုကိုပေါင်းဆိုင်ရင်းနဲ့ထွက်လာတဲ့ဆွမ်းအားတွေကိုမြင်လိုက်တော့မီးတောင်မန်တန်ကအလောက်တန်ဆွမ်းလာလားဆိုပြီးတော့မပိုက်ဆိုင်ရသေးတာကိုကြည့်ပြီးသဘောကျနေပါတယ်ဘော်လာထုတ်လို့ပေါ့ကောင်းကင်ဘီရောက်ကိုခရင်ကွားဖြစ်ပြောင်းလိုက်ပြီးတော့ရှောင်းရံကိုတိုက်လိုက်ပါတယ်ရှောင်းရံကိုမထိခင်မှာပဲအကာအကွယ်ကွဲသွားပြီးတော့စိတ်ဝင်ဉဏ်တစ်ခုပေါ်လာပြီလေစေလုံးမျော်စင်ကအကြီးကဲပါစေလုံးမျော်စင်မှာဝင်းဉဏ်တဲ့တော့ကိုသွားလာခွင့်မပြုဘူးဆိုပြီးပြောလိုက်ပါတယ်ရွှန်ခုံကျစ်ဒီကိစ္စကမင်းတို့စေလုံးမျော်စင်နဲ့မ ဆိုင်ဘူးဆိုပြီးတော့ဝင်းကျင်နန်းတော်ကလူကပြောလိုက်ပါတယ်ဒီနေရာကရှန်ထမ်းမြို့ဝင်းကျင်နန်းတော်ကဖြစ်တဲ့မင်းကိုမဟုတ်တာလုခွင့်ပေးလိုက်ရင်ငါတို့ဆေးလုံးမျောစင်ကသူများတွေကိုဘလို့ဖြည့်ရှင်းချက်ပေးရမှာလဲဆိုပြီးပြန်ပြောလိုက်ပါတယ်ဆေးလုံးမျောစင်နဲ့ဝင်းကျင်နန်းတော်ကလည်းဆက်ဆံရေးမကောင်းပါဘူးအဲ့ဒီချိန်မှာရှောင်းရံကိုလှည့်ကြည့်လိုက်တော့ဘေးမှာရှောင်းရံတို့ရောက်နေပြီလေ ရှောင်းရံမင်းကန်ကောင်းတယ်မှတ်ဆိုပြီးပြောပြီးတော့ပြန်ပြေးဖို့အလုပ်ရှောင်းရံကတိုက်တာကိုကာလိုက်ပါတယ်ပြီးတာနဲ့ထက်လာရှာမယ်ဆိုပြီးထွက်သွားပြီလေရှောင်းရံကအကြီးကဲကိုကျေးဇူးတင်တဲ့ကြောင်းကိုပြောလိုက်ပါတယ်မိတ်ဆွေဟောင်းရံတပည့်ကိုဒေချာဘောက်ကယူဆိုင်ပေးရမှာပေါ့ဆိုပြီးတော့အကြီးကဲကပြန်ပြောလိုက်ပါတယ်အဲ့တော့မှာဆေးလုံးမျိုစင်နဲ့ရောက်ချံကစစ်ဆန်ရေးမဆိုးမှန်ရှောင်းရံတယောက်တီးလိုက်ပြီလေအကြီးကဲကတော့မနေ့ပြန်ဆေးလုံးမျိုစင်ကိုလာခဲ့ဖို့ခေါ်လိုက်ပါတယ်ရွှေမင်းကိုလည်းတတိထားနေဆိုပြီးမှာလိုက်ပါသေးတယ်ရှောင်းရံရဲ့တရင်ကိုသူတို့ကဝင်းကျင်တဲ့တော့ကိုပြောလိုက်တယ်လို့ထင်လို့ပါ အကြီးကဲပြောက်သွားတော့ချောင်းရံကအကြီးကဲကိုရွှေမြိုင်ကိုစုံစမ်းပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ပင်လယ်နှလုံးသားမိတော့ကသူတို့စီမှာဆိုတော့ဟန်ဖုန်းစီကတခုခုသိရမှာပဲလို့တွေးရင်းနဲ့အပြင်ကိုထုတ်လိုက်ပါတယ်။မင်းမိတော့ကိုဝင်းကျင်တော့ကဘသူစီကိုပေးလိုက်တာလဲဆိုပြီးမေးလိုက်ပါတယ်။ပေးလိုက်ပေမဲ့သူတို့ရဲ့နာမည်နဲ့တရုတ်မှန်ကိုတခါမှမဖော်ပြဘူးတော့ကြောင့်ဘသူလည်းမသိဘူးဆိုပြီးတော့ရိုးသားကျိုးသားတဲ့ဖိုတခေါလေးပုံစံနဲ့ပြန်ဖြေလိုက်ပါတယ်။ချောင်းရံကတကယ်မသိရလားဆိုပြီးတော့နှလုံးကျွေမိတော့ကိုထုတ်လိုက်ပြီလေ။အဲ့တော့မှခွေးကောင်ကဝင်းကျင်တော့ကအကြီးကဲသူများတွေကတော့အဖိုးကြီးမူကူလို့ခေါ်တယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။သူကတော့သုံးဖြစ်ပြီးတော့အဆင့်ရှိဆေးဖော်ဆက်စီရပါပြောကြတာကတော့မူကူနဲ့ရောက်လောင်ကတကိုင်းနဲ့သားတွေဖြစ်ပြီးတော့ ပြောပြလို့မရတဲ့အကြောင်းတွေကြောင့်မူကူကဂိုင်းထဲကနေနှင်ထုတ်ခံရပြီးတော့ဝင်းကျင်နယ်တော်ကိုရောက်သွားတာပါရောက်လာမုံဒီရဲသမားဖြစ်ပြီးတော့အဲ့ဒီကလေးကမူကူရဲ့စကားကြောင့်ဟန်ဖုန်းကရောက်လောင်ကိုလုံးချန်ခဲ့တာလေအားလုံးကမူကူတွေ့ထိုးလို့လမ်းမရောက်သွားတာပါဆိုပြီးတော့ဟန်ဖုန်းတယောက် grammar တွေခင်းနေပါပြီစကားမဆုံးခင်မှာပဲ plane ထဲကိုပြန်ထည့်လိုက်ပါတယ်နောက်တနေ့ကျတော့ဆေးလုံးမျိုးစင်ကိုရှောင်းရံရောက်သွားပြီလေ ခေါင်းဆောင်ဆောင်နေတာကြပြီဆိုပြီးတော့အကြီးကဲရှန်ကနေရှေ့ကနေလမ်းပြပြီးခေါ်သွားပါတယ်ခေါင်းဆောင်မှားထားတာကြောင့်ခဏနေရင်ရွှေမင်းကိုင်းကိုတူသွားပြီးတော့ဆုံးမပေးမယ်ကြောင်းကိုပြောလိုက်ပါတယ်ဒါမှမကျေနပ်ရင်ဆေးလုံးပြန်ဝယ်ပြီးတဲ့အခါမှာကိုယ်တိုင်သွားပြီးတော့ခြိုက်တယ်လို့လုံးလို့ရတဲ့အကြောင်းကိုပြောလိုက်ပြီလေပြန်ဝဲချိန်တွင်းမှာတော့ပြဿနာမရှာဘူးပြောချင်တာပါခဏနေတော့တယ်လီဖုန်းနဲ့ဆေးလုံးမျှော်ခြင်းကိုရောက်သွားပါပြီအကြီးကဲစီရောက်တော့မနေ့ကတော့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အကြီးကဲကပခုံးကုန်ကင်လိုက်ပြီးရောက်ချန်လူရွေးတာမမှားဘူးဆိုပြီးပြောလိုက်ပြီလေအရင်တုန်းကရောက်ချန်နဲ့မိတ်ဆွေရင်းနေဖြစ်တာမို့ဦးလေးရွှေလို့ခေါ်လို့ရတဲ့အကြောင်းကိုပြောလိုက်ပါတယ်ပြီးတာနဲ့အယိုးအိမ်ပြီးတော့ရအငွေတက်ရတာကြောင့်ရောက်ချန်အခက်ခဲကြုံနေရလားဆိုပြီးပြီးလိုက်ပါတယ်အဲ့ဒီတော့မှ ာရှောင်းရံကလည်းရောက်လောင်ရဲ့ဝင်းကျင်ကိုဝင်းကျင်တန်းတော်ကဖမ်းသွားတဲ့အကြောင်းကိုပြောပြပြီးအလဲပိုင်းကုန်းပြည်မှာထုတ်နှောင်ထားတယ်ဆိုပြီးပြောလိုက်ပြီလေဒီလိုဖြစ်လာမယ်ဆိုတာအကြီးကဲရှောင်းကထင်မိသားပါဒါကြောင့်ရောက်လောင်ကိုဆေးလုံးမျှော်စင်မှာပဲနေဖို့ပြောခဲ့တာလေရောက်လောင်ကလိုလိုလက်လက်နေတဲ့သူတို့မို့ရှောက်သွားနေရင်ဝင်းကျင်တန်းတော်ရဲ့မျက်စိကြတာကိုခံလိုက်ရတာပါရှောင်းရံကတော့ဝင်းကျင်တန်းတော်ကိုအလုပ်ပေးမှမဟုတ်တဲ့အကြောင်းပြောလိုက်ပြီလေအခုအရေးကြီးတာကရောက်လောင်ကိုဖမ်းထားတဲ့နေရာကိုရှာရမယ်ဆိုပြီးပြောလိုက်ပါတယ်အကြီးကဲရှောင်းကလည်းရောက်လောင်အခုလိုခက်ခဲကြုံနေတာကိုလက်ပိုက်ကြည့်မနေနိုင်တဲ့အတွက်ဖမ်းထားတဲ့နေရာကိုကူရှာပေးမယ်အကြောင်းကိုပြောလိုက်ပါတယ်ပြီးတာနဲ့သူရှာနေတဲ့ဆေးမယ်နှမျိုးကိုထုတ်ပေးလိုက်ပြီလေ ချောင်ရင်သုံးခဲ့တဲ့ဝင်းကျင်လက်ဝါဆိုတဲ့ဒိုချီကျင်းစင်စာလေးကိုပါရှောင်းရံစိတ်ဝင်စားနေမှသိလို့ပေးလိုက်ပါတယ်ခဏနေတော့ချောင်ရင်တို့ရောက်လာကြပါပြီရှောင်းရံကိုကြည့်ပြီးတော့ထပ်တွေ့ပြန်ပြီးတော့ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ချောင်ရင်ပေးမှာတော့စုံချင်းလို့ခေါ်ပါတယ်စုံချင်းကဆေးလုံးမြောင်စင်အကြီးကြီးရဲ့တပည့်ပါပြီးတော့ဆေးလုံးမြောင်စင်ရဲ့အငယ်ဆုံးကြီးကြီးလေးဖြစ်တယ်လေ ချောင်ရင်ကိုလည်းတစ်ဖက်တက်ကြိုက်နေတဲ့လူပေါ့အချင်းချင်းတိကြပြီဆိုတော့အကြီးကဲကလာခိုင်းရတဲ့ရွေချက်ကိုပြောပြလိုက်ပါတယ်။ရန်နေငယ်ကြရင်ဆေးလုံးပြန်ပွဲကစတော့မှမို့မီလီယံ3000မီလောက်ကြောင်းဒီတစ်ခေါက်ပြန်ပွဲကြီးကအင်အားစုအသီးသီးကိုဆွဲဆောင်နေတယ်လေ။အဲ့ဒီထဲမှာဝိညာဉ်တန်းတော်လည်းပါပါတယ်။မီလီယံ3000မီလောက်ကိုနှစ်ကြောင်ချိတ်ပစ်ထားတဲ့တော့ဝိညာဉ်တန်းတော်ကဆေးလုံးမျိုးစင်ကိုတိတ်မကြည့်ပါဘူး။ဒီတစ်ခေါက်တော့ဝိညာဉ်တန်းတော်ကမသေးနိုင်တဲ့အစွမ်းရှိတဲ့မီလီယံ3000မီလောက်ကိုအားယူဖို့တည်ကြတာမို့မအောင်မြင်ရင်အသားစီးကိုဖျက်ဆီးပြီးမီလီယံ3000မီလောက်ကိုလှုပ်ပေးလိုက်ရင်ဆေးလုံးမျိုးစင်ပျက်စီးလောက်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အကြီးကဲကစိတ်ပူနေတာပါ။ချောင်းရင်ကဘာလို့ဝိညာဉ်တန်းတော်ကိုဝင်မပြိုင်ဖို့မတားမြစ်တာလဲဆို တော့ဘလို့အကြောင်းပြချက်နဲ့မဆိုကုန်းပြေပေါ်ကဆေးဖော်ဆက်သူတွေကဆေးလုံးပြန်ဝယ်ဝင်ပြန်ဝင်ကိုတားမြစ်လို့မရတဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ်ဒါကစန့်ကျင်လို့မရတဲ့စည်းကမ်းပါပဲဒါကြောင့်ရှောင်းရံတို့ကိုအစွမ်းကုန်စူးစမ်းပေးဖို့ခေါ်ပြောတာပါဝင်းကျင်နန်းတို့ကိုပထမပေးလိုက်လို့မရဘူးလေ ချောင်ရင်ကတော့ confident အပြည့်နဲ့စိတ်ချဖို့ပြောလိုက်ပါတယ်။ရှောင်းရန်ကလည်း "तू ကဆေးလုံးမျောစင်ကလူမဟုတ်ပေမယ့်ဝိညာဉ်တန်းတော်နဲ့ရံဘက်တွေဖြစ်လာကြအောင်အစွမ်းကုန်ကြိုးစားမဲ့ကြောင်းကိုပြောလိုက်ပြီလေ။ပြီးတာနဲ့ပြင်ဆင်ကြဖို့ထွက်သွားပါပြီ။ကောင်းကင်ကြီးကိုမော့ကြည့်ပြီးတော့ရောက်ချက်ငါတို့ဂျာကပြိုင်ဆိုင်မှုကအခုတော့တပည့်တွေစီကိုရောက်သွားပြီဆိုပြီးတော့ပြောပြီးတော့ရှောင်းလောင်ကိုသတိရနေပါတယ်။ရှောင်းရန်တို့ဆေးလုံးပြိုင်ပွဲမှာဘာတွေဆက်ဖြစ်မလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားပေးပါဦးခင်ဗျာ။